ားလုံးပဲမင်္ဂလာပါခင်ဗျာ F47 Angat NGAD ဆိုတာမေဂန်ပြည်တော်စုရဲ့နောက်ဆုံးပေါ်လေကြောင်းနည်းပညာနဲ့တိဆောက်ထားတဲ့တိုက်လေယာဉ်မျိုးစားသစ်ဖြစ်ပါတယ်ဒီလေယာဉ်နာမည်ကို F47 ဆိုပြီးပေးထားတာကအကြောင်းမဲ့မို့ပဲအတိတ်ပဲရှိပါတယ်2025ခုနှစ် match လ21ရက်နေ့မှာမေဂန်သမ္မတဒေါ်နယ်ထရန့်က Boeing ကုမ္ပဏီကိုအမေရိကန်ရဲ့စက်တမမျိုးသက်တိုက်လေယာဉ်ဖြစ်တဲ့ F47 ကိုတိဆောက်ဖို့တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီလို့ကြေညာခဲ့ပါတယ် ဒါကြောင့်ဒီလရင်တစ်ဟာမေဂန်လီကျောင်းစွမ်းအားအတွက်ရေးပါတဲ့တိုးတက်မှုတစ်ရက်ဖြစ်ပါတယ်။မေဂန်၄၈ရောက်မြောက်တမရဖြစ်တဲ့ထရန့်ကိုဂုဏ်ပြုပြီးဒီတိုက်လရင်ကို F47 လို့နာမည်ပေးထားတာကြောင့်ကာဝေးရင်နိုင်ငံရေးနဲ့ကမ္ဘာတိုင်ဝမ်ကြောင်းမှာချက်ချင်းဆိုလိုအာရုံစိုက်ခံရပါတယ်။ဒီလရင်တိဆောက်ရေးစာချုပ်အတွက်လော့ဟီမာတင်နဲ့နော့ထရုဂရူမန်လိုထိပ်တန်းကုမ္ပဏီကြီးတွေပါပြိုင်ဆိုင်ခဲ့ကြတာပါ။ ဒါဆိုရင်ဘာလို့ဘိုးအင်းကုမ္ပဏီကစာချုပ်ချုပ်ဖြစ်သွားတာလဲပြီးတော့ဒီလရင်ကအမေရိကန်ကာကွယ်ရေးအတွက်ဘာကြောင့်ဒီလောက်အရေးပါတာလဲဒီဗီဒီယိုထဲမှာတော့ F47 ရဲ့နောက်ွယ်ကဇလန်သူ့ရဲ့ထူးခြားဆန်းသစ်တဲ့နည်းပညာတွေပြင်2030ပြည့်လွန်နှစ်တည်းနဲ့အဲ့ဒီနောက်ပိုင်းကောင်းကင်ရဲ့ကိုဘာကြောင့်ဒီတိုက်လရင်ကပုံစံပြောင်းလဲပြစ်နိုင်မလဲဆိုတော့မဟာဗျူဟာမြောက်အကြောင်းရင်းတွေကိုပါရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် F47 ဟာ Angad NJD လို့ခေါ်တဲ့ပုံမကျပြန်းတဲ့စီမံကိန်းရဲ့အစိတ်ပိုင်းတစ်ခုပါ Angad NJD ဆိုတာကတော့ Next Generation Air Dominant ရဲ့ဒုကောက်ဖြစ်ပြီးအမေရိကန်လက်ထက်ရဲ့ဦးစားပေးအစီအစဉ်တစ်ခုပါ ူညီရွယ်ချက်ကနာဂက်လီကျောင်းတိုက်ပွဲတွေမှာမေဂန်ရဲ့ထိတ်တန်းနေရာကိုဆက်ပြီးထိန်းထားနိုင်ဖို့ပါအန်ကက်အန်ဂျီဒီဆိုတာပိုကောင်းတဲ့လေရင်တစ်စင်းတိဆောက်ထားတာတဲ့ကိုပို့ပါတယ်တရုတ်နဲ့ရုရှားစီကချင်းချောင်မှုတွေပုံများလာတဲ့အတွက်ချုပ်ထွေးပြီးနီးပညာမြင်မာလာတဲ့ပန်ဝန်းကျင်တွေမှာလက်ပတ်ဆောင်ရွက်နိုင်ဖို့တိုက်ခိုက်နိုင်ဖို့နဲ့လီကျောင်းလွှမ်းမိုးနိုင်ဖို့စတဲ့စွမ်းရည်တွေကိုတေချာချုပ်ကန်ထားနိုင်ဖို့အစီအစဉ်ပဲဖြစ်ပါတယ် တက်တန်းကြီးနေပြီဖြစ်ပေမဲ့ခုထိနာမည်ကျော်နေတဲ့လေကြောင်းလွှမ်းမိုးရေးတိုက်လေယာဉ် F22 Raptor ရဲ့နေရာကိုအစားထိုးဖို့အတွက် F47 ကိုတီထွင်ခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ရှေ့ပေးပုံစံဖြစ်တဲ့ F22 နဲ့မတူတာကတော့ F47 ကိုတမျိုးကြလေကြောင်းတိုက်ပွဲတွေအတွက်တိစောက်ထားတာမဟုတ်ဘဲ Next Generation War အတွက်ရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတာပဲဖြစ်ပါတယ်။ ဒီလိုရင်ဆွမ်းဆောင်ရည်တွေကိုမပြောခင်အငင်းပွားစရာဖြစ်နေတဲ့ကိစ္စလေးကိုပြောရအောင်ပါမကြာသေးခင်နှစ်တွေအတွင်းမှာ Boeing ကုမ္ပဏီဟာပြည်သူလူထုရဲ့အာရုံစိုက်မှုနဲ့ဘေးကင်းလုံခြုံရေးဆိုင်ရာပြဿနာတွေကြောင့်အခြေအနေတိတ်မကောင်းခဲ့ပါဘူးဒါတောင်မှပဲအခု project မှာတူတာလားလာရှိတဲ့လေရင်ထုတ်လုပ်တဲ့ကုမ္ပဏီအနေနဲ့ပေါ်ထွက်လာခဲ့တယ်ဒါဟာဘာဖြစ်လို့လဲလော်ဟီမာတင်ကုမ္ပဏီကတော့ F35 စီမံကိန်းနဲ့ရေရှည်လက်တွဲထားရသလိုမေဂန်ရေတပ်အတွက်စက်တမမျိုးသက်လေရင်တင်မောခြေဆိုင်တိုက်လေရင်ကိုပါတီထွင်နေရတာကြောင့်အလုံများနေပါတယ် Northrop Grumman ကုမ္ပဏီကတော့ B21 Radar ကိုပြောက်ဘုံကျဲလေယာဉ်ကိုပဲအာရုံစိုက်ပြီးထုတ်လုပ်ဖို့ရွေးချယ်က NGAD Project ကနေနှုတ်ထွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Boeing ကုမ္ပဏီက F15 နဲ့ FA18 ထုတ်လုပ်မှုကိုရှော့ချနေရကြောင်းအသုံးမပြုရသေးတဲ့စွမ်းဆောင်ရည်တွေရှိနေပါတယ်။ကာကွယ်လုပ်ငန်းကနေ Boeing ကိုလုံးဝဖျက်တောက်ထုတ်ပယ်လိုက်မယ်ဆိုရင်အဖိုးမဖျက်နိုင်တဲ့လေကြောင်းဆိုင်ရာကြံ့ကျင်မှုတွေကိုဆုံးချုံသွားမှာစိုးရိမ်ရပါတယ်။ဒါကြောင့်ခက်ခဲတွေရှိခဲ့ပေမဲ့ Boeing ဟာရုပ်တိရှိဆုံးနဲ့ဖြစ်နိုင်သမျှတစ်ခုတည်းသောရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်ဖို့ subscribe မလုပ်ပါသေးရင် channel လေးကိုလည်းလိုက်ဟန် subscribe လုပ်ထားပေးပါဦးခင်ဗျာကောင်းတာတစ်ခုကတော့ဘုန်းကြီးဟာအတွင်းပိုင်းဖွဲ့စည်းပုံတွေကိုပြန်လည်ပြင်ဆင်ပြီးမောင်မြင်ခဲ့တဲ့စီမံခန့်ခွဲမှုပြူဟာတွေစာထုတ်လုပ်မှုပိုင်းကိုပုံမထူးချွန်ဖို့ဦးစားပေးဆောင်ရွက်လာပါတယ်ကဲလေရင်ကြောင်းပြန်ဆက်ရအောင်ပါ F47 ကိုဝေးပိုင်းစစ်စင်ရေးတွေအတွက်လေးပေးထားတဲ့အင်အားကြီးလေကြောင်းလွှမ်းမိုးတိုက်လျင်ဖြစ်ပုံပေါ်ထားပါတယ် ဒါအမေရိကန်အနေနဲ့တရုတ်ကိုဟန်တားဖို့အတွက်ကျယ်ပြန့်တဲ့အင်ဒိုပစိဖိတ်ဒေသကိုမျက်စိကျနေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေတာပါပဲ F47 ဟာ F22 နဲ့ F35 နှစ်မျိုးလုံးထက်ပုံမတီးကြတဲ့လို့ဝက်ကိုပြောင်းနိုင်ရန်ရှိမှာဖြစ်ပြီးရေဒါကိုပုံမရှောင်ရှားနိုင်ဖို့အတွက်ဒေါင်လိုက်တောင်ဝင်တွေကိုမထည့်ထားတော့ပဲကြစ်လစ်ကြော်ရှင်းတဲ့ဒီဇိုင်းနဲ့ဖြစ်လာပါလိမ့်မယ်လက်နက်တွေများပြားတည်ဆောင်နိုင်စွမ်းရှိပြီးအစစ်မြင့်ဆက်သွယ်ရေးစနစ်တွေပါရှိတာကြောင့် F47 ဟာလေယုံလိုမျိုးတိုက်ခိုက်မဲ့အမျိုးအစားမဟုတ်ဘဲပင်ကွင်းကလိုမျိုးသာပြန်တန်းနိုင်မဲ့ပုံမှာ ဒါပေမဲ့ဒီပုံစံထုတ်လုပ်ရတဲ့အကြောင်းရင်းရှိပါတယ်။ကောင်းကင်ယံကိုကိုကေအီးနဲ့ထင်းကျုံရေးစင်တာ Command and Control Platform တစ်ခုအနေနဲ့လွှမ်းမိုးထားဖို့ကြီးဝဲတာပါ။သူ့ရဲ့အဓိကတာဝန်ကတော့ဘာဖြစ်မလဲ။ဟုတ်ကဲ့ပါ။သူကစစ်မြေပြင်ရဲ့အုံနောက်ပြည့်ဆောင်ရွက်မှာပါ။ဒုံးတွေကိုစီမံခန့်ခွဲခြင်း၊အချက်လက်တွေပေးပို့ခြင်း၊ဒုံးကြီးတွေလမ်းညွှန်ခြင်းနဲ့မြေပြင်ခြေစိုက်ကာကွယ်ရေးစနစ်တွေကိုပါထိန်းချုပ်ပေးခြင်းတို့ကိုလှုံ့ဆော်နိုင်ပါလိမ့်မယ်။ မတ်တူအထိရှိန်ချပြီးအတန်ထက်မြန်တဲ့နှုံးနဲ့ဇက်တိုက်ပြန်တန်းနိုင်ပြီး F22 ထက်တောင်ပုံမြင့်တဲ့အမြင့်ထီကိုရောက်အောင်ပြန်တက်နိုင်ပါလိမ့်မယ်။သူ့မှာအဓိကကျတဲ့နောက်ထပ်စွမ်းရည်တစ်ခုကလက်ရောညီထွေရှိမှုပါပဲ။ဒီတက်ဟာ F47 ကိုတိုက်ပွဲပတ်ဝန်းကျင်ပြောင်းလဲလာနေမြပိုပြီးအဆင့်မြင့်တင်နိုင်အောင်တိစောက်နေတာပါ။သူ့ရဲ့ software နဲ့အတွင်းပိုင်း hardware တွေကိုစနစ်တကျဖြုတ်နိုင်တက်ဆင်နိုင်မယ်။အဆင့်မြင့်တင်နိုင်မယ်။ပြီးတော့ AI စနစ်နဲ့ပြည့်မှတ်ချိန်တာတွေ၊ cyber စစ်တင်ရေးကိရိယာတွေ၊ဒါမှမဟုတ် drone အုပ်စုညှိနှိုင်းမှုလိုမျိုးအနာဂတ်နည်းပညာတွေအတွက်ပါတိစောက်ထားတာဖြစ်ပါတယ်။ ဒီ jet line ကို next generation adaptive proportion NGAB စီမံကိန်းအောက်မှာတည်ထွင်ထားတဲ့ engine အသစ်နှလုံးကစွမ်းရင်ပေးမှာပါအဲ့ဒီ NGAB စီမံကိန်းကတော့ GE Aerospace Company နဲ့ Pratt & Whitney Company တို့ကြားဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကြခံပြီးလုပ်နေတဲ့ engine ပြိုင်ပွဲတစ်ခုပါပဲဒီ engine တွေကမြန်နှုံးနဲ့စစ်စင်ရေးနယ်ပယ်ကိုတိုးမြင့်ပေးဖို့တာမကပဲလေယာဉ်ကိုစီစားတတ်တာစီမဲ့ mission ကြောင်ချင်းကိုပိုရှည်စီမဲ့ပြီးတော့ရာသီဥတုအခြေအနေမျိုးမျိုးနဲ့အမြင့်ပေအခြေအနေတွေမျိုးမျိုးကိုပါပံ့ပိုးပေးနိုင်ပါလိမ့်မယ် ကဲအခု F47 ရဲ့ပြိုင်ပွဲတွေကြောင်းပြောရအောင်တရုတ်ရဲ့စစ်တမမျိုးသက်ရှေ့ပြေးပုံစံဖြစ်တဲ့ Chandu J36 ဟာမကြသေးခင်ကအင်ဂျင်၃လုံးတက်လျင်ဖြစ်ပေါ်ထွက်လာလို့သတင်းကြီးခဲ့ပါတယ်ဒါဟာတရုတ်အင်ဂျင်နီယာတွေအနေနဲ့နောက်တိုင်းအင်ဂျင်နီယာရဲ့စွမ်းဆောင်ရည်အထူးသဖြင့်စီသားတက်တာမှုနဲ့အားအပြည့်ဆုံးတုံးကန်အားအပိုင်းတို့မှာရှင်နိုင်မှုအခက်အခဲရှိနေတော့မယ်ဆိုတဲ့လက္ခဏာတစ်ခုပါပဲ ဒီလိုမျိုးခြေနေတဲ့ကြောင့်တရုတ်လေရင်ဟာရှုပ်ထွေးမှုတွေလေထုတံခံရမှုတွေနဲ့ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာပြဿနာတွေကိုပါဒူးလာစေပါတယ်။သူနဲ့စန်းကျင်ဘက်အနေနဲ့ F47 ကတော့သူ့အလုပ်ကိုပို့ပြီးထိထိရောက်ရောက်လှုပ်ဆောင်မှုတွေနောက်မျိုးဆက် engine နှလုံးထဲကိုပဲအားကိုးသွားမှာပါ။ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးအသေးစိတ်အကုန်မသိရသေးပေမဲ့ Truck ရဲ့ဘဲဥပုံရုံးကမှတင်ညာတုံးကပြသခဲ့တဲ့တရားဝင်ပုံရိပ်အချက်ကိုတော့မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီပုံတွေရကြီးမားတဲ့လေရင်မှုခန့်မှုတောင်းကျုံကြကြနောက်ပြန်ဆွဲထားတဲ့တောင်းပန်တွေပါဝင်မယ်အမီးပိုင်းတော့မပါလောက်တော့တဲ့လေရင်တစည်းဖြစ်ပုံရတယ်လို့တွေးရပါတယ်အမီးမပါတဲ့ဒီဇိုင်းကလေခွင်းအားအတွက်စိန်ခေါ်မှုတွေရှိနိုင်ပေမဲ့အမေရိကန်ကတော့ B2 နဲ့ B21 လို့ပုံကျဲလေရင်တွေနဲ့ဒီချက်ကိုဖန်တီးပြပြီးသားပါဒါပေမဲ့လှုပ်ရှားမှုကောင်းတဲ့တိုက်လေရင်ဒီဇိုင်းအတွက်ဒါမျိုးအမီးမပါတဲ့ဒီဇိုင်းလုပ်နိုင်ဖို့ဆိုတာကတော့မလုပ်ဘူးသေးတဲ့နယ်ပယ်သစ်တစ်ခုပါပဲကုန်ကျစရိတ်အနေနဲ့အန်ကက် NGAD စီမံကိန်းတစ်ခုလုံးအတွက်ဒေါ်လာဘီလီယံ၁၀လောက်ကုန်ကျမယ်လို့ခန့်မှန်းထားပါတယ် ဒီတက်က F47 လေယာဉ်အစင်းနေရာလောက်တိဆောက်ဖို့စီစဉ်ထားပြီးသူတေသနာနဲ့အစင်းစင်စမ်းသက်တိဆောက်ရေးစရိတ်တွေကိုပါထည့်ပေါင်းမယ်ဆိုရင်ဈေးကိုဒေါ်လာတန်း300အထိကျသင့်နိုင်ပါတယ်။ဒါပေမဲ့သတင်းကောင်းကတော့ F47 ဟာ F22 တဲ့လုပ်ငန်းလေပတ်မှုနဲ့ထိန်းသိမ်းစိတ်ပိုသက်တာမယ်လို့ခန့်မှန်းထားတာပါပဲ။ဘာလို့လဲဆိုတော့ပုံမှန်အစင်းမြင့်တဲ့ software တွေပိုကောင်းမွန်တဲ့ design စံနှုန်းတွေနဲ့အစိတ်ပိုင်းတွေကိုပုံမှန်လွယ်ကူစွာရယူနိုင်တာကြောင့်ပါ။သူတို့ကိုဘယ်ချိန်မှာပြီးသက်ထုတ်လုပ်နိုင်မလဲ။ မေဂန်လီတက်အကြီးကဲဘူချုပ်ဒေးဗစ်အယ်ဘင်ရဲ့ပြောကြားချက်အရ F47 ရဲ့ရှေ့ပြေးပုံစံတွေဟာတွန့်ရဲ့လက်ရှိသမရတတန်မကုံဆုံးခင်2029ခုနှစ်အစောပိုင်းမတိုင်ခင်မှာကောင်းကင်ယံကိုစတင်ပြသန်းနိုင်တော့မှာဖြစ်ပါတယ်။တကယ်တော့2020ပြည့်နှစ်ကလေးက Edward Leader Scan နဲ့အလွန်လှုပ်ဝက်တဲ့ Area 51လို့နေရာတွေမှာလှုပ်ဝက်တရုတ်ပြလေရင်တွေပြန်တန်းနေရလို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒီတရုတ်ပြလေရင်တွေဟာပြန်တန်းချိန်နိုင်ပေါင်းညာနဲ့ချီစုဆောင်းထားပြီးဖြစ်တာကြောင့်မေဂန်ကဒီနည်းပညာသစ်ကိုနောက်ဝက်ကနေတိတ်ဆိတ်ဆန်းသက်နေခဲ့တာကိုပြသနေပါတယ်။ ဒါဆိုဆက်တမမျိုးဆက်လေချောင်းလွှမ်းမိုးမှုစီဥတီတဲ့တွန်းအားကိုဘယ်ချက်ကပြန်လဲအသက်ဝင်စေခဲ့တာလဲအဖြေကတော့တရုတ်ပဲဖြစ်ပါတယ်2024ခုနှစ်ကုန်ပိုင်းမှာတရုတ်ကမတူညီတဲ့ဆက်တမမျိုးဆက်ရှေ့ပြေးပုံစံ၃မျိုးကိုပြသတာပြီးကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်အဲ့လိုထုတ်ပေါ်ပြသမှုကပင်လယ်ကုန်ကိုထိတ်လန့်စေခဲ့ပြီး NGAD အစီအစဉ်ကိုဖျက်သိမ်းလိုနေပါအချိန်တွေကနေပြန်လဲဆက်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်မေဂန်စစ်တပ်ဟာသူ့ရဲ့လေချောင်းလွှမ်းမိုးမှုကိုမေကွန်းထုတ်ခံရတဲ့အချိန်တွေနဲ့ရုတ်တရက်ကြုံခဲ့ရပါတယ် ဒါကြောင့်ဘိုးရင်းနဲ့စာချုပ်ချုပ်ထားကြောင်းထွန့်ရဲ့ကြေညာချက်ဟာစီးရီးရလှူရှားမှုတက်တယ်မဟုတ်ပဲနိုင်ငံရေးရတင်ငိဒအရနဲ့ဘာပြူအားရပါအေးပါခဲ့ပါတယ်။အမေရိကန်ပြိုင်ပွဲတွေထဲအမြဲတမ်းရှေ့ရောက်နေတုံးမဲ့ဆိုတဲ့အမြင်ကိုပိုခိုင်မာစေဖို့အတွက် F47 ကို၅နှစ်ကြာတဲ့အထိလှုပ်ဝက်စွာတည်ထင်နေခဲ့တာဖြစ်ကြောင်းသူကအရေးမှွယ်ပြောခဲ့ပါသေးတယ်။ကဲအခုတော့လေယာဉ်နံပါတ်အကြောင်းပြောအောင်ပါ။ဘာကြောင့် F47 လို့ပေးထားတာလဲ။တိသာထင်ရှားတဲ့ဆက်ဆက်တွေးခေါ်မှုရတော့ Donald Trump ကအမေရိကန်ပြည်ထောင်စုရဲ့48ရောက်မြောက်သမ္မတဖြစ်တာကြောင့်ဒီလိုအထိမ့်မှန်နဲ့ပေးတယ်လို့ဆိုကြပါရစေ။ ဒါပေမဲ့တမိုင်းကြောင်းရကိုးကားမှုတစ်ခုလည်းရှိပါသေးတယ်။မူလ B47 Thunderbolt လေယာဉ်ဟာဒုတိယကမ္ဘာစစ်အတွင်းကစွမ်းထက်ဆုံးအမေရိကန်တိုက်လေယာဉ်တွေကတစ်စင်းဖြစ်ပြီးသူ့ရဲ့ပြည့်အားပြင်းထန်မှုကြက်ခိုင်မှုနဲ့ဥရောပတိုက်မှာရေရှင်မစ်ရှင်တွေထမ်းဆောင်နိုင်ခဲ့မှုကြောင့်နာမည်ကျော်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ A10 Thunderbolt 2ကလည်းဒီနာမည်ကိုယူပြီးကိုပိုင်ကန်နဝင်နေရာတစ်ခုရခဲ့ပါတယ်။ဒါဆို F47 ဟာလည်း Thunderbolt 3ဖြစ်လာနိုင်မလား?ချိန်ကပဲပြောပြပါလိမ့်မယ်။ ဒါပေမဲ့သူ့မှာတော့လူ့ဝဲကိုပြောင်းနိုင်ပြန်နေပါဝါရီညီပညာအမွေနှင်းနဲ့ညီမန်းချက်တွေပံ့ပိုးထားတဲ့တင်ဂိတနာမည်စတဲ့ဖြစ်နိုင်ခြေအားလုံးရှိနေပါတယ်။ကဲဘလို့ထင်ပါလဲ F47 ဟာသူ့နာမည်နဲ့ညီခစ်တိလေးချောင်းတိုက်ပွဲကိုပုံစံပြောင်းလဲပြစ်နိုင်မလားတရုတ်ရဲ့ဂျေတာစီစီကိုကြော်ဖြတ်ပြီးလေးချောင်းလမ်းမွေးပြိုင်ပွဲမှာအမေရိကန်ကိုဆက်လက်ဦးဆောင်နိုင်မလားတကယ်ကျွန်တို့ရဲ့ထင်မြင်ချက်တွေကို comment မှာပြောပြပေးခဲ့ပါဦးဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ခဲ့ပါဦးကာဝင်းလေးချောင်းပညာနဲ့နာဂတ်စစ်ပွဲတွေကြောင်းပုံမှန် credit တင်ကြသီးချင် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နော် ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာ